Back in. ောင်းသားကျောင်းသူတွေရဲ့စမ်းစစ်ဝေဖန်ပိုင်းကြားနိုင်တဲ့စွမ်းရည်တိုးတက်လာဖို့နဲ့တင်ချပါတာရက်ကိုစိတ်အားထက်သန်မှုမြင့်တက်လာစေဖို့ရည်ရွယ်ပြီးကျင်းပခဲ့တဲ့မသမင်းရတင်ချညံစမ်းပြိုင်ပွဲကိုတနှစ်ထက်တနှစ်ဝင်ပြိုင်သူဥယျာဉ်ပုံများလာပါတယ်။နောက်ပြီးဒီမသမင်းရတင်ချပြိုင်ပွဲဟာကျင်းပခဲ့တာ12ကြိမ်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ Horizon International School ဟာမကြာခဏဆိုသလိုဘာသာရပ်ဆိုင်ရာပြိုင်ပွဲတွေကိုတနိုင်ငံလုံးကကျောင်းသားတွေကိုဖိတ်ခေါ်ပြီးကျင်းပနေကြဖြစ်ပါတယ်။ ီတစ်ခေါက်ကျင်းပတဲ့ Mediterranean သင်္ချာညံစမ်းပြိုင်ပွဲမှာရှင်ပြိုင်နဲ့ចောင်းသားအရေးအတွက်များလာခဲ့တဲ့အပေါ်မှာ Horizon ចောင်းရဲ့ CEO ဖြစ်သူကအခုလိုမှတ်ချက်ပေးပါတယ် the second or the third year uh, we didn't have too many students သတ္တဒံကျူလုပ်ခဲ့တဲ့ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခဲ့တဲ့ចောင်းသားတွေအတွက်ကတော်တော်နည်းပါတယ်ခုဆိုရင်တော့ကျွန်တော်တို့မှာဒီပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်တဲ့ចောင်းသားပေါင်း9000ကနေ6000အထိရှိနေပါပြီအခုလိုမျိုးရှင်ပြိုင်တူဦးကြီးများလာလို့လည်းအရန်ပဲဝမ်းသာပါတယ် ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကကျောင်းသားတွေအတွက်ကျိုးဖြစ်စေရုံသာမကပဲသူတို့ရဲ့ပတ်ဝန်းကျင်ပါဝင်ကျောင်းနဲ့ပညာရေးအတွက်ပါကျိုးရှိစေမယ်လို့ထင်ပါတယ်။နောက်နှစ်တွေမှာလည်းဒီအတိုင်းပဲမျှော်လင့်ထားသလိုမြန်မာလူအဖွဲ့အစည်းတွေလည်းဆက်လက်ကူညီသွားအောင်ပါပါ။ဒီပြိုင်ပွဲကိုတော့ရန်ကုန်မန္တလေးစကိုင်းတောင်ကြီးနဲ့မူဆယ်မြို့တွေမှာကျင်းပခဲ့တာ ဖြစ်ပြီးအခြေခံပညာမူလာတန်းအလဲတန်းနဲ့အထက်တန်းဆိုပြီးအဆင့်လိုက်ရှင်ပြိုင်ရတာဖြစ်ပါတယ်။စုတွေကိုတော့အဆင့်တစ်ခုစီအလိုက် ပထမဒုတိယနဲ့တတိယသုံးစုစီ ပေးအပ်ခဲ့သလို ပထမဆုံးအယောက်20စရင်ဝင်သူတွေကိုလည်းအထူးစုတွေပေးအပ်ခဲ့ပါသေးတယ်။ပြိုင်ပွဲဝင်ကျောင်းသားတွေရေအတွက်အနေနဲ့ရန်ကုန်နဲ့မန္တလေးမှာ1400ကျော်အသီးသီးရှိသလိုစကိုင်းနဲ့တောင်ကြီးမှာ1100ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးမူဆယ်မှာဆိုရင်တော့ကျောင်းသား400နီးပါးရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့အထက်ကနေပဇွန်တောင်ကကျောင်းသားတအူးလဲဆုရခဲ့ပါတယ် ီပြိုင်ပွဲအတွက်ရှင်ပြိုင်မဲ့ចောင်းသားတွေကိုအများကြီးကူညီထောက်ပံ့ပေးခဲ့တယ်လို့အခြေခံတင်ယွညွန်းတဲ့ပြင်ပကနေခွဲထွက်ပြီးနိုင်ငံတကာအစ်စ်မီမိကွန်းတွေနဲ့ပြိုင်ပွဲတွေကျင်းပပေးတဲ့အပေါ်မှာကောင်းတယ်လို့အထကနဲ့ပဇွန်တောင်းကចောင်းအုပ်ဆရာမကြီးကမှတ်ချက်ပေးလာပါတယ်။အစိုးရចောင်းတွေမှာလည်းအခုလိုမျိုးအလားတူအစည်းအဝေးရှိနေတဲ့အကြောင်းကိုလည်းသူကပြောပြပါဗျာ။ တင်ချအပိုင်းနေနေရတော့ဟိုပြည့်စုံပါတယ်ဒီကတင်ချရေးတွေကလေဒါပေမဲ့ဒီလိုမျိုးညံစမ်းလေးတွေကတော့ပို့ပြီးတော့ကောင်းပါတယ်အခုဒီနှစ်မှာဆိုရှိလဲဆရာမတို့ပညာရေးမှာတင်ချဆွမ်းရည်တိုးတက်မြင်မှာဖို့ပေါ့နော်တင်ချဆွမ်းရည်မြင်မှာဖို့အတွက်နောက်တစ်ခါတင်ချအာညံစမ်းပြိုင်ပွဲတွေတင်ချအိုလံပစ်ပြိုင်ပွဲတွေနိုင်ငံတကာနဲ့အဆင့်မီရဲ့ပြိုင်ပွဲတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်အဲ့အစီအစဉ်ချမှတ်ပြီးတော့လည်းလုပ်နိုင်မှုဖြစ်ပါတယ်